မလ28နေ့လည်တနာရီချိန်မြန်မာဒုတိယမြို့တော်ဖြစ်တဲ့မန္တလေးစီအစောဦးများဟာရုတ်တရက်ခါရမ်းလာပြီးခဏအကြာမှပြည်ကြီးပြို့ကိုပြိုကျသွားပါတယ်။ဒီချိန်ထဲမှာပဲစကိုင်းနဲ့နေပြည်တော်မှာရှိတဲ့အစောဦးလည်းတပြိုင်တည်းပြိုကျမှုဖြစ်ပေါ်ခဲ့ပါတယ်။အဲဒီနောက်လူတန်းပေါင်းနဲ့ကြီးဟာပလက်ဖောင်းကိုကောင်းအောင်လုပ်ပြီးလျှက်စစ်တွေလည်းပြတ်တောက်နေတာကြောင့်အမောင်ညတွေကြီးဆိုးတဲ့လမ်းမီဘဝကို စက္ကန့်အတွင်းမှာပဲရောက်စီသွားကြရပါတယ်။ငလင်ဖြစ်ပြီးနောက်ပိုင်းမှာမြန်မာပြည်သူများအတွက်ကတော့အပူပေါ်အပူစင်ဆိုသလိုပါပဲ။အာဏာသိမ်းထားပြီးကတည်းကပြည်တွင်းစစ်နဲ့စီးပွားရေးတွေအဖက်ဖက်ကအောက်ကိုထိုးကြနေချိန်မှာမြန်မာပြည်သူများဘောကငလင်တန်းကိုထပ်ပြီးခါခါတည်တည်ရင်ဆိုင်နေရပြန်ပါတယ်။ငလင်ကန်ခန်းစားနေရတဲ့သူတွေထဲမှာလူအပါဝင်ယဟန်တန်ကာတွေလည်း လင်တန်းကိုခါခါတီတီရင်ဆိုင်ခဲ့ရပါတယ်။စာပြေနေတဲ့တမရီပေါင်း290ပါးမှာ90ပါးပါထွက်ပြေးလွမြောက်ပြီးအပားနေရာနီးပါးမှာပြိုကျတဲ့မစိုးရင်ကြောင်းတိုက်ဆနထစာရီနိုင်တွေမှာပါတော်ခဲ့ကြပါတယ်။စာရီနိုင်ပြိုကျပြီးရဟန်းပေါင်းယာနဲ့ချီပြိမိနေတာနဲ့ပတ်သက်ပြီးလွမြောက်လာတဲ့တန်ဃာတပားမှာဘုံကြီးတို့အယံခံစားရတာပေါ့။တကားတို့မြင်တဲ့အချိန်ပဲလေ။ ပြောစရာစကားမရှိ ဖြစ်တာပေါ့လို့မိကြခဲ့ပါတယ်။ငလင်လှုပ်တာအိမ်တွေပဲပြိုတာလားမဟုတ်ပါဘူး။ဒုတိယကဘာစစ်ကလေးကတည်ရှိနေသေးတယ်။မန္တလေးနဲ့စကန်းကိုချစ်ဆက်ထားတဲ့အင်ဝတ်တရာအပိုင်ပိုင်ရေတဲ့ကိုကြိုကြသွားခဲ့ပါတယ်။ဆွေရောင်များနဲ့တောက်ပတ်နေတဲ့စီရီဘလူးတွေလည်းပြိုကျနေတာလေဖြစ်ပေါ်ခဲ့ပါတယ်။ငလင်ဘေးတင့်နေတဲ့မန္တလေးနဲ့စကိုင်းမှာရှိကြတဲ့ပြည်သူတွေဟာအသက်ရှင်ကြံရင်းပေမဲ့ သူတို့တွေဟာမျောလင်းချက်မဲ့အသက်ရှင်နေရသူတွေဖြစ်ပါတယ်အားလုံးဟာအိမ်မက်ထဲကနေလမ်းနှိုးလာသလိုမြန်ဆန်လို့နဲ့ပြောင်းလဲမှုတွေကြောင်းနေ့မြင်ညပြောက်ဆိုတဲ့အတိုင်းမတင်နာဘူးတဲ့အချိန်တွေမှာ လမ်းဘေးဘဝကို ရောက်သွားခဲ့ကြတယ်အစာအသောက်တွေရေတွေကအစသူတို့မှမရှိတလောက်အောင်ဖြစ်သွားတယ်အဲ့ဒီနေ့မှာဆိုရုပ်အလောင်းတွေဆိုလဲအစုပြုံလိုက်မိမြုပ်ခဲ့ရတော့တယ်ရှိခဲ့ပါတယ်အုတ်ချုပ်နေတဲ့စေကောင်းဆောင်ကတော့ ငလင်ဖြစ်ပြီး၃ရက်နေမြောက်မှာတည်ဆုံးသူ2018ဦးဒဏ်ရာရသူ4521ဦးပျောက်ဆုံးနေသူ442ဦးလို့တည်င်းထုတ်ပြန်တော်တွေပြုလုပ်ပေမဲ့စစ်တပ်ထုတ်ပြန်တဲ့အချက်လက်ဟာနိုင်ငံတကာထုတ်ပြန်တဲ့အချက်လက်နဲ့အဆက်မတန်ကွာဟနေတာကိုလည်းတွေ့ရပါတယ်။ UNG ရဲ့ထုတ်ပြန်ထားတဲ့အချက်လက်မှာမြန်မာမှာလုတ်ခတ်ခဲ့တဲ့ငလင်ဟာရာစုနှစ်အတွင်းအကြီးမားဆုံးလုတ်ခတ်ခဲ့တဲ့ငလင်ဖြစ်တဲ့အတွက် လူသေးဆုံးမှုပမာဏမှာတထောင်ဝန်းကျင်ကရှိလာနိုင်တယ်လို့ဆိုထားပါတယ်။ငလင်းကြောင့်မန္တလေးနဲ့စကိုင်းဟာစစ်ဆေးရခိုင်နှုန်းလောက်ပြည့်စည်နေပြီးပြည်သူတွေအိုးမဲ့အိမ်မဲ့ဖြစ်သွားခဲ့ကြပါတယ်။ထို့ကြောင့်တရိပ်ဝါရီအောင်မှာနေထိုင်ကြရပြီးခုချိန်ဟာနွေရာသီဆိုတော့အခုချိန်ပြင်းပြင်း40အထိမြင့်မားနေတော့ရေရှားပါးနဲ့ပြဿနာတွေလည်းသူတို့တွေရင်ဆိုင်နေကြရပြန်ပါတယ်။